တောင်းနေတာကိုမိမိုင်နူလာမယ့်ရာသီဘာလဲဘယ်လဲအားလုံးပဲမင်္ဂလာပါမန်ချက်စတာဖောင်းဆောင်ကားတွေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီရာသီကမန်ချက်စတာနိုင်တဲ့အသင်းအသက်20ရွယ်အင်္ဂလန်ကွင်းလယ်လူကိုမိမိုင်နူအတွက်အသင်းကြီးနဲ့တတိယရာသီပါအသက်20ပဲရှိသေးပေမဲ့မိုင်နူကမန်ချက်စတာနိုင်တဲ့အသင်းနဲ့အတူစီနီယာကစားမဘွားတတိယရာသီနဲ့ရောက်ရှိလာခဲ့ပါပြီမိုင်နူက2023ခုနှစ်ဇန်နဝါရီကတည်းကမန်ချက်စတာနိုင်တဲ့အသင်းကြီးအတွက်ပွဲထွက်ကစားပေးခဲ့တာပါပြောရရင်အသက်18နှစ်နဲ့မိုင်နူကအသင်းကြီးမှာပွဲထွက်ကစားထားခဲ့တာပါလက်ရှိမှာတော့အသင်းကြီးနဲ့300ဒီမြောက်ကစားဖို့ရှိနေလို့3နှစ်သားမိုင်နူလို့ဖွဲ့နဲ့ပြောဆိုလိုက်တာပါ ။မိုင်းနှုတ်ကြောင့်ပြောရမယ်ဆိုရင်အခန်းကဏ္ဍတစ်ခုကိုခွဲပြီးတော့ပြောရမှာပါ။ကော်ဗီမိုင်းနှုတ်ကနီးပြနှုတ်လောက်အောင်မှာကစားထားခဲ့တာပါ။ပထမနီးပြဖြစ်တဲ့မိုင်းနှုတ်ကိုစင်တင်ပေးခဲ့တဲ့အရီတန်ဟန်လက်အောက်မှာတော့မိုင်းနှုတ်ကကွင်းလယ်အတိုင်းကွင်းလယ်ခံစစ်နေရာတွေမှာကစားရတာပါ။ဘောက်ရှူဘောက်ဆန်ဆန်ကစားပြီးတည်ငြိမ်မှုတွေလုံအောင်လုံကောင်းလာတဲ့အကြောင်းမိုင်းနှုတ်ကအတော်လေးနာမည်ကောင်းရခဲ့ပါတယ်။တန်ဟန်နဲ့အတူအဖေဘလာဆူခူပြီးဘောလုံးပွဲမှာပါအနိုင်ကိုသွင်းခဲ့တဲ့အထိမိုင်းနှုတ်ရဲ့အခန်းကဏ္ဍကအရေးကြီးခဲ့တာပါ။ အမ်မိုနီယာလောင်းမှာတော့မိုင်နုကကစားတဲ့နေရာပုံစံတွေပြောင်းလဲသွားပါတယ်။အမ်မိုနီကသူ့ရဲ့၃လနှစ်တည်းကစားအခွက်မှာမိုင်နုကိုတိုက်ဆက်မှုရဲ့နောက်ကွဲနယ်တိုက်ဆက်နောက်ချန်တိုက်ဆက်ဆန်ဆန်ကစားခိုင်းခဲ့ပါတယ်။နေရာချင်းတွေမှာယူလီယာပုံကောင်းပြီးတော့သွင်းကိုတွေကိုပါသွင်းယူနိုင်စွမ်းရှိတဲ့မိုင်နုအတွက်တော့ဒီနေရာမှာလည်းအခက်အခဲမရှိကစားနိုင်ခဲ့ပါတယ်။လာမယ့်ရာသီမှာလည်းအသင်းမှာကစားမတဲ့တွေထက်ရောက်လာဖို့ရှိတော့မိုင်နုရဲ့ခန်းကဏ္ဍကဘယ်လိုလဲ။အမ်မိုနီ ဘလို့သုံးမလဲဆိုတာကအတော်လေးကိုစိတ်ဝင်စားစရာပါ။ကစားမဘွားနောက်ဆင်းတက်လန်းဖို့အတွက်မိုင်နုကိုရိုင်းလည်းသူ့အတွက်အကောင်းဆုံးနေရာတစ်ခုကို road တစ်ခုကိုရှာဖွေတင်နေပါပြီ။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊ပြောင်းရွှေ့သတင်းတွေ၊စိတ်ဝင်စားဝယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။